ပဝန်းကျင်မှာလူတွေအများကြီးရှိတယ်။ဇေယျအမျိုးမျိုးရှိတယ်။ကိုကြိုက်တာကိုကိုကြိုက်တယ်လို့အသီးသီးလှုပ်ပြီးတော့နေကြတာမရှိဘူးလား။ကိုကြိုက်တယ်လို့ပြောမယ်၊ကိုကြိုက်တယ်လို့လှုပ်မယ်။ကိုစိတ်ထဲကောင်းတယ်လို့ထင်တာကိုအသီးသီးပုံစံအမျိုးမျိုးနဲ့လှုပ်နေကြမှာပဲလေလူတွေက။အဲ့ဒါကိုဘလို့လုံတာကတော့ကောင်းတယ်ဘလို့လုံတာကမကောင်းဘူးလို့ကိုကဆရာကြီးတစ်တိုင်းနဲ့လိုက်ပြီးတော့ control လုပ်လို့ရမလားအဲ့ဒါကိုကိုကမကြည်မနဲ့နဲ့ဘယ်လူတော်တော်မဟုတ်လိုက်တာ များလုံနေတာနဲ့ပတ်သက်ပြီးတော့ကိုကဘာဖြစ်နေလဲခံစားနေတာဟုတ်လားဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကို့အတွက်ဘာမှအရေးမကြီးဘူးဗျတကယ်ကတော့သူလုပ်တာသူကံလေဟုတ်လားသူကံဟာသူ့ကိုပဲအကျိုးပေးပါလေရှင်းရှင်းလေးနော်တကယ်ကြီးမိုက်များကိုလုပ်တာကိုကံကိုကံဒီကိုကိုအကျိုးပေးမယ် ဘောင်းမဲကြောင့်သူ့အကျိုးပေးမဲ့သူ့ကံတွေကိုကိုကအရေးတကြီးသွားပြီးတော့လောကုတ်ချောနေတာလေမစင်သားတဲ့မူလားစင်သားတဲ့နေဗျာသူများအကြောင်းတွေကိုတွေးရင်တော့များသောအားဖြင့်အကုသို့ဖြစ်တာပဲများတယ်ဒါတကားကြီးမိုင်းများနားလည်နိုင်ပါလေအတွေ့အကြုံတွေလည်းပဲထက်ချီတလဲလဲများလာပါရော့မယ်စင်သားကြည့်နော်အကုသိုလ်တွေများသောအဖြစ်ဖြစ်တယ်စိတ်ထဲမှာလောဘတွေဒေါသတွေဖြစ်ရတယ်ဆိုတာသူများအကြောင်းစဉ်းစားလို့ဖြစ်တာဗျဟုတ်လား မုန်းတဲ့လူအကြောင်းစဉ်းစားကြည့်အဲ့ဒီလူပြေးလဲနေရင်ကိုသိပ်ပြီးတော့မကျေနပ်ချင်ဘူးအဲ့ဒီလူမပြေးလဲဘူးဆိုလို့ရှိရင်မဟုတ်တဲ့အပြုံးနေနဲ့ကျေနပ်ပြီးတော့နေတာနော်ချစ်တဲ့လူအကြောင်းစဉ်းစားမယ်ဆိုတော့ရော तू မပြေးလဲဘူးဆိုတော့ကိုကဆိုရင်ကိုပါမပြေးလဲရောဟုတ်လား तू ပြေးလဲဆိုတော့လည်းပဲလောဘတွေနဲ့ရှင်မှုပြီးတော့နေပြန်တာပဲဟုတ်လားများသောအားဖြင့်တော့ သူများအကြောင်းစဉ်းစားရင်ဒေါသတွေအမတန်ဖြစ်ရတယ်။မဟုတ်တာတွေလုပ်နေတာတွေကိုစဉ်းစားပြီးတော့ကြည်စမ်းလူရုပ်မာတွေမဟုတ်တာတွေလုပ်နေတာမစဉ်းစားဘူးလား။အဲ့ဒီလူရုပ်မာတာမရုပ်မာတာမသေးကြပါမယ်လို့အဲ့ဒီတည်ငါမှအဲ့ဒါလိုတွေးနေတော့ကိုကတော့ရုပ်မာသွားတာအမှန်ပဲဗျာ။လူရုပ်မာတွေလို့စဉ်းစားလိုက်တော့စိတ်ထဲမှာဘာတွေဖြစ်လာလဲ။ဒေါသတွေဖြစ်လာတယ်။ဟုတ်လား။ ကောင်းတာတွေလုပ်နေတဲ့လူတွေကိုစဉ်းစားမိတဲ့နေရာမှာတောင်းမှအလကားပါကွာထောင်မြင်လို့ရာဆွနေတာပါအလကားစိတ်ကောင်းနှလုံးကောင်းနဲ့လုပ်နေတာမဟုတ်ပါဘူးလို့စိတ်ထဲကဒေါသတွေဖြစ်တာရောမရှိဘူးလားရှိတယ်သူများအကြောင်းတွေကလည်းကိုယ့်ရဲ့နားထဲစိတ်ထဲကိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဝင်နေတာဗျာသတင်းစာတွေထဲကလည်းဝင်နေ TV တွေထဲကလည်းဝင်နေရေဒီယိုတွေထဲကလည်းဝင်နေသူများအကြောင်းတွေခေါင်းနဲ့အမြင်နဲ့ရောက်မနေဘူးလား ရောက်နေတယ်အဲ့ဓာတွေကိုစဉ်းစားရင်စဉ်းစားရင်းနဲ့ကိုတကယ်လုပ်ရမယ်အလုပ်ကိုအတွက်အင်မတန်အဖို့တန်တဲ့အချိန်တွေဟာအများကြီးဆုံးရှုံးသွားတာမသေးကြဘူးလားအချိန်ဆုံးရှုံးတာမှရိုးရိုးဆုံးရှုံးတာမဟုတ်ဘူးအာကုသူတွေဖြည့်ရင်းနဲ့ဆုံးရှုံးသွားတာဟင်တကယ်ကြီးဒီမိုင်းမြအဲ့ဒါဟုတ်လားသူများအကြောင်းစဉ်းစားရင်အချိန်ကုန်တာမှရိုးရိုးကုန်တာလားအာကုသူဖြည့်ရင်းနဲ့ကုန်တာလားအေး ိမ်ကြတော့အေးအေးဆေးဆေးခေါင်းအေးအေးနဲ့စဉ်းစားငါရဲ့ကုံခဲ့တဲ့အချိန်တွေဟာသူများအကြောင်းစဉ်းစားရင်းနဲ့ကုံခဲ့တဲ့အချိန်တွေဘလောက်များလဲလို့စဉ်းစားကြည့်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကမဟာကရုဏာနဲ့ဆုံးမလာသူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာမင်းအလုပ်မဟုတ်ဘူးတဲ့ဒါကြောင့်အဲ့ဒါကိုခေါင်းထဲထည့်ပြီးတော့အလုပ်ကြီးတစ်ခုလုပ်သဘောထားပြီးတော့စဉ်းစားမနေနဲ့အပြတ်တားထားတာနော် ဦးဇင်းတို့ဟောတာလားဘုရားဟောတာလားဘုရားဟောတာစိတ်ချမ်းသာခြင်းညတဲ့အကျိုးရှိခြင်းညတဲ့ဆိုရင်အဲ့ဒီတားမြစ်ချက်လေးတစ်ခုကိုသာလေတိတိကျကျအနည်းဆုံးအနည်းဆက်ဆုံးဖြစ်အောင်လိုက်နာနိုင်မယ်ဆိုရင်တကယ်ကိုစိတ်ချမ်းသာကြမှာပဲမယုံရင်လက်တွေလှုပ်ကြည့်နော်သူများအကြောင်းတတ်နိုင်သမျှခေါင်းထဲကဖယ်ထားနိုင်မယ်ဆိုရင်စိတ်အင်မတန်ချမ်းသာဖို့ဤဆက်သွားပြီဟုတ်လားတကယ်ကြီးမိုက်ပြား သူများအကျိုးတွေကိုဆောင်ရွက်ခြင်းနဲ့ပရဟိတစိတ်တွေစိတ်ကောင်းနှလုံးကောင်းတွေမထားရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်။များသောအားဖြင့်သူများအကြောင်းတွေးရင်လည်းအဲ့ဒါလိုတွေးတာမဟုတ်ပါဘူး။မကျင့်တတ်တာတွေပဲတွေးကြတာများပါလေ။နော်တခါကြီးမိုက်များ။ဒါကြောင့်သူများဘာတွေလုပ်တယ်မလုပ်ဘူးဆိုတာကိုယ့်အတွက်ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့်ကိုယ်လည်းတကယ်သူတို့ကိစ္စကိုဘာမှဝင်ဆွတ်နိုင်တာမဟုတ်တဲ့အတွက်ကြောင့်အကုသိုလ်တွေများတဲ့အတွက်ကြောင့်အဲ့ဒါကိုမစင်စားပါနဲ့။ ဒါဒုတိယတားမြစ်ချက်ဆုံးမချက်ဟုတ်ရလားပရိသန်သူတစ်ပါးတို့ဤကတာကတံပြုဝမပြုဝအယယဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝေခိယအလုတ်တခုကယုပြု၍ကြည်ရှုစင်ញင်၍မနေရတောင်မြုစတော်ကြီးအနှက်ပေးတာအမတန်ကောင်းတယ်အလုတ်တခုကယုပြု၍ကြည်ရှုစင်ញင်၍မနေရဟုတ်တယ် ။တခါတလေသူများအကြောင်းတွေကိုအလုတ်ကြီးတစ်ခုကိုလုံနေရတယ်လို့ထိုင်ပြီးတော့စဉ်းစားနေတာမရှိဘူးလား။ရှိတယ်။ဆရာကြီးကတိလို့ကိုပြောတာနော်။ဟုတ်လား။အေး။ဒါကြောင့်ဦးဇင်းတို့ဒုတိယဆုံးမချက်ကိုလည်းဒီလောက်နဲ့တော်ရအောင်